ိုင်ဝမ်နိုင်ငံကအလူနေဧရိယာထဲမှာရှုံမီတောင်ငယ်တစ်ခုထပ်ပေါက်ကွဲလို့အထိတ်တလန့်ဖြစ်ခဲ့ပြီးပတ်ဝန်းကျင်မှာနေထိုင်သူတချို့ကိုယာယီရွှေ့ပြောင်းစေခဲ့ရပါတယ်။နိုဝင်ဘာ17ရက်နေ့မနက်ပိုင်းကစလို့ဝန်ဒန်မြို့နယ်ဝန်နိုင်ကျေးရွာရဲ့တာယိုတစ်ခုနားကဂျိုင်ဝမ်နေရာမှာရှုံမီတောင်ပေါက်ကွဲခဲ့တာပါ။ဟွန်ယွမ်ဖျားเจ้าရှင်နာကမီတောင်ငယ်ဟာ၃နာရီလောက်ကြာအောင်ပေါက်ကွဲပြီးပတ်ဝန်းကျင်ကိုရှုံရည်တွေနဲ့ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ဒါ့အပြင်မီတောင်ပေါက်ကွဲနေတဲ့အချိန်တွင် ထိတ်ဝမှာမီလီယံတွေထိုးထွက်နေတာကိုလည်းမြင်တွေ့ကြရပါတယ်။ဒီမိတောင်ပောက်ကွဲမှုကြောင့်ဖျားကြောင်းတဲ့အနီးတဝိုက်အနေအိမ်တို့ကအသေးအခန်းတွေကိုဘေးကင်းတာတေးကြစေတဲ့အထိခဏတာရွှေ့ပြောင်းစေခဲ့ရပါတယ်။ဒါပေမဲ့နိုင်ပိုင်းလောက်ပဲကြာပြီးရွှေ့မီတောင်လှုပ်ရှားမှုက ပြန်ငြိမ်သွားခဲ့တာပါ။ကြီးကြီးမားမားမထိခခဲ့ပေမဲ့နေအိမ်တို့ရဲ့အချမ်းဝန်းတွေတဲ့အထိရွှင့်ရည်တွေစည်းဝင်ခဲ့တယ်လို့ဆိုပါတယ်။မီးတောင်ပောက်ကွဲနေချိန်မှာရွှင့်ရည်တွေနဲ့မီးတောက်တွေကိုအမြင့်2မီတာလောက်ထိပန်းထုတ်နေကြတယ်လို့ မျက်မြင်တွေကပြောပါတယ်ခရီးကြောင်ရဲ့အကြောင်းတိုင်းကိုတော့ချန်ပိုဟိုင်ကလွန်ခဲ့တဲ့6လတုန်းကလည်းအဲ့ဒီရွှွန်မီတောင်ဟာတကြိမ်ပောက်ကွဲခဲ့ပူတယ်လို့မိပါတယ်မီတောင်ကနေထွက်လာတဲ့ရွှွန်ရည်ပူတွေကိုအနည်းတဝိုက်စိုက်ခင်းနေတွေရောက်မသွားအောင်အရေးပေါ်မြောင်းတွေတူပြီးလမ်းလွဲပေးကြရတယ်လို့ဝန်တိုင်းရွာသူကြီးကပြောပြတာပါညီအောင်မှာဖိအားသိသိစများတဲ့ဒဏ်ငွေတူတွေကိန်းအောင်နေတဲ့နေရာတွေမှာရွှွန်မီတောင်တွေတဘာဝအတိုင်းဖြစ်ပေါ်တတ်တယ်လို့ပညာရှင်တွေကပြောပါတယ် မိသိန်းလိုတန်းငွေတွေဟာမြေအောက်ရေရွှွန်ကဲတွေနဲ့ပေါင်းဆက်ပြီးမြေမျက်နှာပြင်ပကြားအပ်တွေစီထိုးထွက်လာတာမျိုးကနေရွှွန်မီတောင်ဖြစ်ပေါ်လာတာပါပြီးတော့ရွှွန်မီတောင်တွေရဲ့အရွယ်အစားကလည်းအမျိုးမျိုးကွဲပြားနိုင်ပါတယ်ရွှွန်မီတောင်တွေပေါက်ကွဲမှုကိုလည်းကြိုတင်ခန့်မှန်းဖို့ခက်ခဲတယ်လို့သိရပါတယ်ရှင်